ဒီနေ့အောက်တိုဘာ14ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကမိုးကုံမြို့ဘက်ကိုဦးတည်စစ်ကြောင်းထိုးနေပါတယ်။လက်တလုံးမှာတော့သပိတ်ချင်းမြို့နယ်ဆယ်မိုင်ကျော်ကွာဝေးတဲ့ဖော့တော်လမ်းဆောင်မှာတိုက်ပွဲပြင်းထန်နေပြီးမနေ့ကဖော့တော်လမ်းဆောင်ကိုထိန်းချုပ်သွားတယ်လို့ဒေါ်လာရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီဖော့တော်လမ်းဆောင်ကသပိတ်ချင်းမိုးကုံလမ်းပိုင်းပေါ်မှာရှိပြီးမိုးကုံမြို့နယ်မိုင်၄၀ကျော်ကွာဝေးပါတယ်ရှင်။ စစ်ကောင်စီဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲမှာအာဆီယံကစောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေကိုဆေးလွတ်ပွဲမရှိဘူးလို့မလေးရှားဆိုရကပြောပါတယ်ဒီလိုဆေးလွတ်ဖို့အာဆီယံနိုင်ငံတွေကြားမှာသဘောတူညီမှုရမယ့်အရေးအခြေမမြင်ကြောင်းမလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟာဆန်ကမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ရခိုင်နဲ့မကွေးအစက်ကနယ်ရေကန်ဗျူဟာခုခံစစ်ကိုဥဆောင်နေတဲ့အမှတ်ဆက်ခွန်စစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခါဆက်ခွန်ကရရှိပိုင်းတွေဟာအောက်တိုဘာ9ရက်ကလေးကဆုတ်ခွာသွားပြီမဲ့ ဗျူဟာထဲမှာကြံနေခဲ့ရတဲ့စစ်သားတွေကတော့ဆက်လက်ခုခံတိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းမြင်းကြံမြို့နယ်ကကြောက်ပြုတ်ရွာမှာအထိုင်ချထားတဲ့စစ်တပ်နဲ့ပြူစောတိစခန်းကို အောက်တိုဘာ12ရက်ညနေ4နာရီလောက်မှာတော်လိုင်းရဲတပ်တွေကစုပေါင်းပြီးဝင်ရောက်တိုက်ခိုက်ရမှာစစ်သားနဲ့ပြူစောတိအလောင်းမျက်မြင်12လောင်းတွေ့ခဲ့တယ်လို့မြင်းကြံဘက်ကဖာတာဝန်ရှိသူကပြောပါတယ်ရှင်။